နောက်ရောက်လာတာကမြေခွေးရှင်မဟာမောက္ကလံဖြစ်လာမယ်မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်ရှင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးရှင်ကြီးကသေးနေတာကြာတော့မာတောင်ပြီးတော့နေတာနာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဘိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ချားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ် ဲ့ဒါနဲ့အဲ့ဒီဝိဆမဲ့အပေါက်ကနေပြီးတော့ဗိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတောက်အစာရှာရင်အစာစားလို့ရှိရင်ကလီစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မင်းပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရဘူး အဲ့ဒါနဲ့အဲ့ဒီထဲမှာ तू လန့်ကြောက်ပြီးတော့တရက်နှစ်ရက် तू နေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံ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 နဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကျဲအောင် तू မဆောင်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာတိုးထွက်တော့အကြီးကွန်တွေပါတွေဆုပ်ပြက်ပြီးတော့အမွှေးတွေပါတွေကျွတ်ပြီးတော့သွေးတန်ရဲရဲနဲ့ကြီးကျဲတဲ့ဆင်းရဲကို तू ခံစားရတယ် တနေရာရောက်မှအဲ့ဒီဆင်ကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာဒီစိတ်ရဲ့ဆင်းရဲကိုယ့်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာ နောက်ထပ်သရုဒ္ဓမြောက်ရောက်လာတာကဝက်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝက်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားစရာတွေတလောက်များနေတာကို သူကဘယ်လိုစဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာထဲရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဗာလိမြန်တွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာထဲကိုသွားပြီးတော့အစာရှာတာ အဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓာတွေနဲ့သူ့ကိုလိုက်ကြတာဝဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝဝင်ကြီးပြေးရတယ်ပြေးရင်းနဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကို မှန်းပြီးတော့ခေါင်းဟက်တဲ့ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီဆင်းရဲဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားနေတယ် စဉ်းစားတော့စာတွေကတုံ့နှုံထားတယ်ဗျာအတိလောဘတဲ့ပိဋကဘာလဲတော့အတိလောဘဆိုတာက ရှိတဲ့ရှိတိုက်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှာမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ချင်းဖြစ်မယ်ပေါ့ဟုတ်လားအေးအဲ့ဒါလိုမျိုးကိုယ်နဲ့မတန်မရာတွေမှန့်ပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကြံကြံဖန်ဖန်ယူကြတဲ့လူတွေအတိ လောဘဒါမျိုးပြောတာနော်အဲ့ဒီအတ္တိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကတိတော့အဲ့ဒီအတ္တိလောဘကိုနှိပ်ကွမယ်ဆိုပြီးတော့เจ้าကိုရောက်လာတာတလေးဆန်လေးကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံပိန်ကြီးရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွနိုင်လို့ အဲ့ဒါသူတယောက်တည်းနဲ့နှိမ့်ကွတာတော့မဟုတ်ဘူးဗျအเจ้าအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမသတင်းသုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တီတဲကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဖះလောင်းကိုမြင်တယ်ကြည်စမ်းမြင်းကောင်းခွာလိတ်ပန်းကောင်းအညွန့်ကျိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလက်ကနဲ့မာနကရှေ့ကခံနေလို့ဇံပင်ကြီးမရရှာဘူး ငါသွားပြီးတော့ကုညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခရီးကနေဇန်ရင်စီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတရင်သုံးတယ်ရှော့တီသင်္ကန်းသံကြားတော့ဘုရားလောင်းရတိကကျောင်းထဲကနေထွက်လာကြည်စံငါနေရာကိုငါမပေးဘဲနဲ့ပိုင်ရိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာ ပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့မျိုးငနဲ့သူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါ तू အင်မတန်စိတ်တူတယ်ဖရာလောင်ကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုသွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲ तू ရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်း သင်ဘောင်းမဲ့ကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဒကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါရမဗုဒ္ဓဖခင်အလောင်းမဲ့သင်ရဲ့အဖေကဘဇူးဖြစ်လိမ့်မယ်သင်ရဲ့အမေကဘဇူးဖြစ်လိမ့်မယ်လဝင်းရံကဘဇူးလက်ရရံကဘဇူးဖြစ်လိမ့်မယ်လို့အနာဂတ်တွေကို လာပြောနေတာအဲ့ဒါကိုဖခင်အလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်မာနတွေကနားကို ပိတ်ဆို့ထားတာနေမှာပေါ့ဗျာ ဟုတ်လားဖျားဖြစ်အောင်ဘလို့လို့ရမှလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတတိုင်းထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာမာနာကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကဆိုတောင့်တောင့်တင်းတင်းကြီးအဲ့ဒါလိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှိမ့်မြို့စေရပုံတရံမာနာကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်မြန်းကျန်းကန်နေတဲ့ကတော့မာနာကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာ အစိတ်ပြင်းထန်တဲ့မွေတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်။မာနကြောက်ရွံ့ကောင်းတယ်နော်။အတိညာဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်။အင်းအဲ့ဒီလိုပြည့်စုံကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတုံးသင်ဖျားလောင်းပဲလို့ပြောတာကိုဖျားလောင်းကြီးကမကြတဲ့ချက်ကြတဲ့ချက်ဒီတိုင်းကြီးဖြစ်နေတာ။အဲ့ဒီတော့မှပြည့်စုံကအရှင်မြတ်ကပြည့်စုံကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းဝင်ကိုပြန်ပြီးတော့ ခြေဘွားတော်မှာကတ်နေတဲ့မြူမုံတွေကိုဘုရားသောရတိရဲ့ဆံကြည်ချားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်။အဲ့ဒါမော့ကြည့်တော့မျက်နာဘုတ်ကိုမြူမုံတွေကြ။အဲ့ဒီတော့မှဘုရားသောကြီးကကြည်စမ်းငါမာနတွေဒါကြည်နေတာ။ငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လား။ငါမာနတာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိ။အဲ့ဒီလိုသူစဉ်းစားတယ်နော်။အဲ့ဒါနဲ့ဒီနေ့ဒီရက်အထိ ငါဇံပင်ရင်မရတာဒီမာနကြောင့်ပဲဒီမာနကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့เจ้าတင်ငန်းတဲ့ကိုဝင်သွားလာသူအမှားသူတိသွားတာနော်ပြည့်စည်ကဗုဒ္ဓရှင်မြတ်ကတော့ကောင်းငင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့တင်ငန်းเจ้าနဲ့ရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှပဲဇံအပင်ရင်ရတယ်ပေးတတ်ရဲ့ ကိုအကြောင်းကိုစဉ်းစားပြီးတော့ကိုမကောင်းတာကနေကိုဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဖရာလောင်းကအကြောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပေးသက်တို့ကိုဦးဇင်းတို့ပြောပြပါပြီနော်ဒါကြောင့်သူတော်ကောင်းနေဆိုတာကိုအကြောင်းကိုစဉ်းစားပြီးတော့ကိုမကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းနဲ့လူလင်ပြိုလုံမပြိုလို့ မတင့်တယ်တာတွေမတတ်ရတာတွေကို အမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကို့မကောင်းတာကို ကို့ဖယ်ရှားဖို့ကြိုးစားရမယ်